နိုင်ငံတော်မှာငလင်ပေးတံကိုပြင်းထန်ခံစားနေရပြီးလူသေဆုံးမှုနဲ့ထိခိုက်ပျက်စီးဆုံးရှုံးမှုမြင့်တက်နေခြင်းမွန်ပြည်နယ်မှာတော့စစ်ကောင်စီကစစ်မှုရန်တင်တဲ့ပတ်စဉ်စနစ်အတွက်လူသစ်စုဆောင်းမှုတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေကတန်တွင်တိုင်းကိုပြောပါတယ်စစ်ကောင်စီအုပ်ချုပ်ရေးဘက်ဝင်တွေဟာစစ်မှုရန်တင်တဲ့ပတ်စဉ်စနစ်အတွက်လူစားတူအငှားခေါ်ယူဖို့ဆိုကနေဒီမှာငွေကြီးတောင်းခံတာရှိသလိုအရိယာမဘန်းစီပြီးစစ်သားစုဆောင်းတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ် နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာဆစ်ရှုံးနေတဲ့စစ်ကောင်စီဟာပြည်သူစစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက်မူပြည်နယ်မှာလဆင်စစ်မှုထမ်းတင်တန်းတွေဖွင့်လှစ်နေပြီးပြီးခဲ့တဲ့မလ18ရက်နေ့မှာလည်းစစ်မှုထမ်းတင်တန်းပတ်စဉ်17ကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။အမိမပေါ်လို့တဲ့ဒေသခံလူငယ်တူကတော့တဘာဝဘေးဖြစ်နေခြင်းလူဆွာအရင်းမြစ်ဖြစ်တဲ့လူငယ်တွေကိုပြည်တွင်းစစ်တဲထဲသွင်းတာလုံးဝမကြိုက်သလိုနိုင်ငံတော်အဆင့်ဝန်ထဲချင်းထိမ့်မဲ့လုပ်တဲ့အပြင် ကဘာကတောင်လာကူညီနေရချိန်မှာစစ်မှုထမ်းကိစ္စကိုတစ်ချက်ပြေးဖက်သင့်တယ်လို့သူအမြင်ကိုပြောပါတယ်။ဒီလောက်ပဲဒီအဓိကတန်းကြီးရဲ့အဓိကဟိုကန်တော့မြန်တော့ဆိုတဲ့လူငယ်တွေအခုလိုဒီဘာဝဘေးပါပြီးပေါ့နော်ဘေးရဲ့မြန်တွေရောတောင်တန်းကြီးရဲ့လူစားအရင်းကြီးတွေရောတကယ်လို့အဲ့နေတဲ့လူငယ်ကိုဒီဘာမဟုတ်တဲ့ဒီပြည်ရင်းစစ်ကြီးကိုပြည်ရင်းစစ်ထဲမှာတွားပြီးတော့ညှိစားပြီးအဖြစ်ခံပြီးတော့တဲ့မှာ ိုတော့ဝမ်းကြိုက်။ကျွန်တော်ရှိဝမ်းနေပြီးထိုင်နေတော့လုပ်နေရတယ်။သွားတော့တော့ဝါလို့ရင်ကိုကြီးဆာမှာမြေလောက်လို့ချိန်မှာကျွန်တော်နိုင်ငံလက်ရှိအုတ်ထုတ်မီတွေဆိုတဲ့လူကြီးတွေကလည်းတောင်းနားလေဒီစမှုတန်တိတ်ဆောက်တစ်ချက်ပြီးပြီးတော့ဒီလိုဝါဘီရနေကိုဝိုင်းကိုတုံးနှံ့လို့ပြည်သူစီယုံမှာလို့ကျွန်တော်တိုက်တွန်းတယ်။ဒါအပြင်စစ်ကောင်စီရဲ့စစ်မှုတန်ကိစ္စကြောင့်လူငယ်အများစုပြည်တွင်းမှာ မနေနိုင်ကြတော့တဲ့အတွက်တဘာဝဘေးကိုအရင်လိုချက်ချင်းတုံ့ပြန်နိုင်စွမ်းမရှိတာကိုသင်ခန်းစာယူရမှဖြစ်သလိုပြည်သူတွေဒုက္ခအတိတွေ့ချိန်မှာစိမှုရန်ကိစ္စကမဖြစ်သင့်ဘူးလို့သူကဆက်ပြောပါတယ်။မြင်ပေါ်လို့တဲ့ဒေသခံတူကလည်းပြည်သူတွေငလင်တန်းခံနေရချိန်မှာစစ်ကောင်စီကစိမှုရန်ပတ်စင်စနစ်အတွက်လူစုတာဟာကြိုးစည်းပွားအတွက်ပြည်သူတွေကိုတုံ့ချတာဖြစ်သလိုပြည်သူတွေဟာငလင်တန်းပြင်စိမှုရန်ကိစ္စကိုပါကြောက်နေရပြီးကြီးလန့်စာစားစားနေရတဲ့ခြေနေဖြစ်နေတယ်လို့ပြောပါတယ်။ ကိုကိုဒူလာကြီးမှာကိုနွားမန္တလေးမှာငလင်းတန်းနေခံရတယ်ခံရတဲ့ကြားမှာကိုဒူစမှုထားမှာကိစ္စပေါ့နော်အပစင်ဆနဲ့တူတူစမှုထားမှာလူစုမီလာဒါတော့သူ့အကျိုးစီးပွားရတော့သူပြည်သူလူထုကိုတုံးချနေရပါတယ်ဒီလိုဥစုံကျွန်တော်ရက်ွက်တွေထဲမှာလူရက်သားကသူ့ကိုမလို့ရတယ်တော်ရန်လေးကိုအလောကပြန်လာခေါ်တော့ဆိုထားဝလိုက် ူကလည်းအရင်ကဆွဲသွားလိုက်ထောင်းသွားလိုက်တော့ဘူးကမန္တလေးမှာတောက်တာအကြီးကျယ်လောက်သွားပြီးပြင်သူနောက်ငလင်းသိန်းလေးနေတိုင်းလိုလို့တောက်နေတာအခုကပြည်သူလူထုတွေကငလင်းနဲ့မကြောက်ရမလားဒီစစ်မှုတန်းကိုပဲကြောက်ရမလားအဲ့လိုဖြစ်နေတော့ဖီလန်ဆာစာစားနေရတဲ့အခြေအနေမျိုးဖြစ်နေတော့ပြည်သူလူထုတွေတပတ်မှာစစ်ကောင်စီအုပ်ချုပ်ရေးဖွဲ့ဝင်တွေဟာစစ်မှုတန်းတင်တဲ့ဗတ်စင်စနစ်တွေလူစားတူအငှားခေါ်ယူဖို့ ငွေကြေးလိုက်လံကောက်ခံနေတဲ့ပြင်အငှားခေါ်ယူလို့မရပါကမင်းနဲ့ရမှာဖြစ်တယ်လို့ပြောဆိုသွားကြောင်းဒေသခံတွေကပြောကြပါတယ်။ဒါ့အပြင်မြို့သားနှစ်ယောက်ဆိုင်ကယ်မစီးရဒေသနာမိတ်ထုတ်ထားတဲ့ဒေသတွေမှာမြို့သားနှစ်ယောက်ဆိုင်ကယ်အတူစီးနှင်းပါကစစ်သားစုဆောင်ခံရတယ်လို့ညဘက်ပြင်ထွက်တဲ့လူငယ်တွေကိုလည်းဖမ်းဆီးပြီးစစ်မှုရန်တင်တဲ့ပို့ဆောင်တာတွေရှိနေတာပါ။တာဝန်တိုင်းကပြစ်ဆုထားတဲ့ချက်လက်တွေအရမွန်ပြည်နယ်မှာပြည်သူစစ်မှုရန်တင်တဲ့ပတ်စဉ်တစ်ကနေပတ်စဉ်၁၁အထိစစ်မှုရန်စစ်သားစုဆောင်ခံရသူ 2000ကျော်တိရှိလာပြီးဖြစ်ပါတယ်